ယုံကြည်မှုရတမှုကိုသိကြမြင်ကြတဲ့တာဝရိဏနဲ့တွေကဆိုရင်ယုံကြည်မှုကိုလေအကောင်းဆုံးလက်လာပါဖြစ်တယ်လို့ပြောတာတောင်မရှိဘူးလားတာဝရိဏနဲ့တွေရဲ့အကြောင်းကိုမြတ်စွာဘုရားတစင်ပြန်ပြီးတော့ပြောပြထားတဲ့ပင်စပုပ္ပနိမိတ္တတုတ်တံဆိုတာပေးတယ်လို့ကြားဖူးမယ်လို့ထင်ပါတယ်တာဝရိဏနဲ့တွေသိမယ်ဆိုလို့ရှိရင်နမိတ်တွေထင်လာတာရှိတယ်တဲ့သူတို့ကောင်းမှာပန်ထားတဲ့ပန်းတွေညှို့လာတာမျိုးသူတို့ဝတ်ထားတဲ့ဝတ်တွေနွမ်းလာတာမျိုးသူတို့ရဲ့ခြိုင်းခြံကနေချွေးတွေယူစီးကြလာတာမျိုး ဒီလိုဆိုလို့ရှိရင်ကာယကံရှင်နတ်ကလည်းတိတယ်ဩငါတော့မကြခင်တေးရတော့မှာပဲဘေးကနတ်တွေကလည်းတိတယ်ဩဒီနတ်ကတော့မကြခင်တေးတော့မှာပဲအဲ့ဒါလိုဆိုလို့ရှိရင်ခြံခဲ့မဲ့နတ်တွေကတေးတော့မဲ့နတ်ကိုဝိုင်းပြီးတော့စကားကြီးသုံးဖို့မှာအေးတဲ့အဲ့လိုမှလည်းဆိုတော့အရှင်းနဲ့သာဟောဒီတောင်းရင်းတဲ့နတ်ပြေကမနေရလို့တေးရပြီဆိုလို့ရှိရင်နံပါတ်1အကောင်းဆုံးဘဝကိုရောက်အောင်သွားပါတဲ့ နံပါတ်1အကောင်းဆုံးဘဝကိုရောက်ပြီဆိုရင်အကောင်းဆုံးသောလက်လာဘကိုရအောင်ယူပါနံပါတ်3အကောင်းဆုံးလက်လာဘကိုရပြီဆိုရင်အဲ့ဒီလက်လာဘကိုကိုယ်တန်တမှာခိုင်မြဲသွားအောင်လုပ်ပါတဲ့စကားကြီးပဲတော့ခွန်တော့တောင်းကောအဲ့ဒီစကားကြီးသုံးခွင်းရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကိုတော်တိုင်အဓိပ္ပာယ်ဖွင့်ပြတယ်။ယဟန်တို့တဲ့တာဝရိဏနဲ့တည်းကအကောင်းဆုံးဘဝလို့ရည်ညွှန်းပြီးတော့ပြောဆိုလိုက်တဲ့ဘဝဟာလူဘဝကြီးကိုပြောတာတဲ့။လူဘဝလူလောကကိုအကောင်းဆုံးဘဝလို့ပြောတာတဲ့။ စိတ်ခွန်သာစရာကောင်းတယ်နော်။ဘောရည်တံမှုကိုကောင်းကောင်းနားမလဲတဲ့လူတွေကအဆင်မပြေတာလေးနည်းနည်းတွေ့ရင်ညီးကြတာမရှိဘူးလား။မှန်ပါဗျာ။မင်းကလူဘဝကညီးဖို့မထိုက်တန်ဘူးလို့ဦးဇင်းထင်တယ်။လူဘဝကအကောင်းဆုံးဘဝလို့ဘာကြောင့်တောင်းရင်တဲ့ net တွေကပြောရတာတော့ဒါလည်းစဉ်းစားသိခြင်းနဲ့ဦးဇင်းကစဉ်းစားတာကိုအရင်ဝါဒနာပါတယ်သူများလည်းစဉ်းစားသိခြင်းနဲ့ဟုတ်လား။လူဘဝကြီးကိုချမ်းသာလွန်းလို့အကောင်းဆုံးဘဝလို့ပြောတာလားဒါတော့မဖြစ်နိုင်ဘူး။ တာဝရိဏနတ်တို့ရဲ့ချမ်းသာနဲ့ရှင်ရင်လူချမ်းသာဆိုတာဘာမှမပြောပါတော့ဘူးတဲ့မြက်ဖြားမှာတီးနေတဲ့နှင်းပြောင်းနဲ့သဘုဒ္ဓရာ၄သိန်းမှာရှိတဲ့ရေလောက်ကွာခြားတယ်တဲ့လူချမ်းသာနဲ့နှစ်ချမ်းသာရဲ့ကြီးမားတဲ့ကွာချက်ကိုအဲ့လိုမျိုးဆော်ပြဥမာပေးပြီးတော့ဟောတာနော်ဒါကြောင့်ချမ်းသာလုံးလို့လူဝါကြီးကိုအကောင်းဆုံးဘုရားလို့ပြောတာကတော့လုံးဝမဖြစ်နိုင်ဘူးဘာဖြစ်လို့လူဝါကြီးကိုအကောင်းဆုံးဘုရားလို့ပြောရတာတော့ ကောင်းမြတ်တာတွေကိုလုံနိုင်တဲ့အခွင့်အရေးအကြီးမားဆုံးရှိနေတဲ့ဘုရားမို့လို့လူဝါကြီးကိုအအောင်ဆုံးဘုရားလို့ပြောတာကောင်းနိုင်ခွင့်ကြတော့လူဘဝကနတ်ဘဝထက်လည်းတာတယ်ပြမဘဝထက်လည်းတာတယ်ဒီနေပါဦးရှင်တို့မင်းကွန်းဆရာကြီးပေးတဲ့ဥမာလေးနဲ့ရှင်းပြီးတော့တွေးရင်အလွန်ကောင်းပဲဆရာကြီးကဗာနဲ့ဥမာပေးတယ်ဆိုတော့ဦးရှင်တို့သတ်တန်တုံးတန်ကဲကိုဒါအစာရှိတဲ့လက်နက်ကိရိယာတွေဖြစ်အောင်လုပ်တဲ့နေရာမှာ မိဖို့ရတယ်ရဲနေအောင်မိဖို့ပြီးရင်လိုအပ်တဲ့ပုံစံရအောင်ထုတ်ရနဲ့ရတယ်ပြီးရင်ရေစင်ရတယ်နောက်တစ်ခါမိဖို့ထုတ်လိုက်နှက်လိုက်ရေစင်လိုက်မိတယ်လဲထုတ်တယ်လဲရေတယ်လဲဒီလိုသွားရတယ်နော်အဲဒါဆိုရင်အလွန်အသုံးဝင်တဲ့တန်ဖိုးကြီးတဲ့ပစ္စည်းကရိယာလက်နက်ကရိယာတခုရလာတယ်တကယ်လို့ဒီတန်လုံးတန်ငယ်ကိုမိကြီးဖုတ်ပြမယ်ဆိုရင်လည်းအရေးပြောသွားမယ်ပျက်စီးသွားမယ်ရေလေးကြီးပြစ်ထားမယ်ဆိုရင်လည်းတန်ကြီးတက်သွားမယ်ပေါ့နော် အဲ့တော့လူဘဝဆိုတာမိတလဲရည်တလဲထုတလဲဖြစ်နေတဲ့တန်တွန်းတန်ငယ်နဲ့အရန်တူတယ်တဲ့နော်အပေလေးပုံဆိုတာကတော့မိရည်ရွှတ်ပြနေတဲ့တန်တွန်းနဲ့တူတယ်တဲ့နတ်ကြီးပြမကြီးဆိုတာကတော့ရည်သေးကြီးအမြင့်စိန်ထားတဲ့တန်တွန်းတန်ငယ်နဲ့တူတယ်တဲ့တန်ကြီးတက်မှာပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြတဲ့ဘောတော့ကို့ဘဝရဲ့အခြေအနေလေးတနည်းအားဖြင့်ကို့ဘဝရဲ့တန်ဖိုးလေးကိုနားလည်ဖို့လိုတယ်ကိုကသာကောင်းကျင်နေဆိုရင်ဘာမှမပိတ်ပင်ထားတာမရှိဘူးကြိုက်တဲ့လောက်ကောင်းလို့ရတယ် ဆိုးရတဲ့အခြေအနေမျိုးမှာတောင်ကောင်းတာကိုကိုလှုပ်တက်လို့လှုပ်နိုင်မယ်ဆိုရင်လှုပ်ယူလို့ရတယ်။ဆိုရပါစို့စိတ်ဆင်းရဲစရာမကျေနပ်စရာကောင်းတဲ့အနေအထားမျိုးတစ်ခုကြုံလာပြီဆိုရင်လူအများစုကဘာပြောလဲ။ကန်ဆိုးတယ်လို့ပြောကြတာပေါ့နော်။ဟုတ်လား။အဲ့ဒီလိုအစဉ်မကြည်တဲ့အခါကာလမျိုးမှာအော်ဒါကတိခံဖို့ဆိုတဲ့ခန္တီတရားအမှန်ကန်သိမြင်နားလည်မှုဆိုတဲ့ပညာတရားဒါတွေဖြစ်အောင်လုပ်ဖို့အတွက်ဒါအခွင့်အရေးပဲလို့မြန်နားလည်မယ်ဆိုရင်အရင်မကောင်းဘူးလား။ ကိုယ်စိတ်တည်းကဘလို့နားလေထားတယ်ဆိုတာပေါ်မှာအဓိကမူတည်တာနော်အပြစ်ဘေးလို့ထင်နေတယ်ဆိုရင်လည်းထင်လို့ရတယ်အဲ့ဒါဆိုရင်တော့တကယ်အပြစ်ဘေးဖြစ်သွားလိမ့်မယ်အခွင့်အရေးလို့ထင်မယ်ဆိုရင်တော့ထင်လို့မရဘူးလားစိတ်မချမ်းသာတဲ့အကောင်းတဲ့အနေအထားမျိုးမှာတီးခံဖို့ကြိုးစားဖို့အကောင်းဆုံးအနေအထားပဲတွတ်တွတ်တွေကဘယ်အချိန်တီးခံရမလဲဆင်းရဲတဲ့အချိန်မှာတီးခံဖို့ကြိုးစားရမှာနော်ဆင်မပြေဖြစ်တဲ့အချိန်မှာတီးခံမှုခန္တီပါရမီဖြည့်ဖို့ကြိုးစားရမှာဟုတ်လား အဲ့ဒီတော့အနေထားမြေမှာကျွတ်တော့ဘာမှမေ့နေတော့တိခံမှုကိုမေ့နေရတော့မကျေနှက်ချက်နဲ့ဒေါသနဲ့တုံ့ပြန်မှုပဲအမှတ်ရကြတာပေါ့ဟုတ်လားအဲ့တော့ပြောချင်တာကဘာလဲလူဘဝကအောင်းစံဘဝလို့ပြောတယ်ဆိုတဲ့အားလေးကောင်းနိုင်ခွင့်အကြီးမားဆုံးရှိလို့လူဘဝကအောင်းစံဘဝလို့ပြောတာအဲ့လိုဆိုရင်ဒုတိယစကားတာဝရဏနတ်တွေကအကောင်းဆုံးလက်လာပါလို့ရည်ညွှန်းပြောဆိုတဲ့အရာဟာဘာလဲဆိုတော့အခုပြောနေတဲ့တရားတရားကိုပြောတာတဲ့ဟောတရားတရားကိုအကောင်းဆုံးလက်လို့ဆိုတဲ့နော် လက်ဆိုတဲ့စကားလေးကိုဘလို့ရေးလဲလာရေးချာဘာကုန်းတတ်ပြီးရေးတယ်ဟုတ်လားလာဘဆိုတဲ့ပါဠိစကားလေးရှိတယ်အဲ့ဒါဘာကုန်းကိုအသက်ကလေးထည့်လိုက်ရင်အဲ့ဒါလက်ဖြစ်တယ်လာဘဆိုတာဘာလဲရှားခြင်းလို့အဓိပ္ပာယ်ရတယ်ရှားခြင်းတကရှားခြင်းထဲမှာယတနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်ခြင်းဆိုတဲ့တရားတရားကိုရလိုက်ရတာဟာအကောင်းဆုံးရခြင်းလို့ဒီလိုပြောတာတခြားဘာတွေကိုရရတာတက်မစို့ယုံကြည်မှုကိုရလိုက်ရတာအကောင်းဆုံးရခြင်း စစ်မှန်တဲ့ယုံကြည်မှုကိုဆုံးလို့တာနော်ကိုယုံထားတဲ့အရာကယုံထားတဲ့အတိုင်းဟုတ်ဖို့လိုတယ်နော်ဒါမှယုံကြည်မှုကစစ်မှန်ပါကိုယုံထားတဲ့အရာကယုံထားတဲ့အတိုင်းမဟုတ်ဘူးကိုကသာယုံနေတာဒါမှတကယ်တကယ်အဲ့ဒါကြီးအဲ့လိုမဟုတ်ဘူးဆိုရင်အဲ့ဒါယုံကြည်မှုမဟုတ်အဲ့ဒါအလိညာခံရတာနားလေဖို့လိုတယ်နော်တချို့လူတွေကသူတို့ယုံနေတာကတမျိုးဒါမှသူတို့ယုံနေတဲ့အရာယုံထားတဲ့အတိုင်းကြီးမဟုတ်တကယ်တကယ်ကအဖြစ်မှန်ကတမျိုးဖြစ်နေတယ်ခုကျွတ်တို့ရထားတဲ့ယုံကြည်မှုကအဲ့လိုမျိုးမဟုတ်ဘူး ဘုရားရဲ့ခုံကိုကိုယုံတယ်တကယ်ရှိတယ်မြတ်စွာဘုရားရဲ့ခုံအစစ်အမှန်ပဲလောက်ကြံထားတာမဟုတ်ဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်ကောင်းတို့ယုံကြည်မှုကိုရရတာဟာအကောင်းဆုံးရခြင်းဘာဖြစ်လို့တော့သူရှိရင်ကောင်းတာတွေလုပ်ဖြစ်မယ်ကောင်းတာလုပ်ဖြစ်ရင်ချမ်းသာပဲဒီလိုသွားရနော်ဒါကြောင့်ယုံကြည်မှုကိုတောင်းရင်တဲ့တဲ့ကတန်ဖိုးကိုနားလေတော့အကောင်းဆုံးလက်လို့ဒီလိုပြောတာပြောရင်တော့စုံအောင်ပြောလိုက်မယ်နော် သုံးခုမြောင်အဲ့ဒီအကောင်းဆုံးလက်ကိုကိုယ်တန်တန်မှာခိုင်မြဲအောင်ကြိုးစားပါတဲ့သုံးခုမြောင်စကားအဲ့ဒါကဘာပြောတာတော့တစ္ဆာလေးပါးကိုတိတဲ့မြင်တဲ့အဆင့်ထိရောက်အောင်ပฏิဝေဒဉာဏ်မြင်ဆိုင်ပြီးတော့တိတဲ့မြင်တဲ့အဆင့်ထိရောက်အောင်ကိုယ့်ရဲ့ဉာဏ်ပညာကိုမြင့်တင်ပေးပါလို့ပြောတာတဲ့သောတပတိမဉ္ဇဉ်ပူဉ္ဉံရလို့သောတပန်ဖြစ်အောင်လုပ်ပါလို့ပြောတာတဲ့ဘောဟာဒုက္ခသစ္စာဆင်းရဲခြင်းတရားတွေဖြစ်နေခြင်းများလားဖြစ်တယ်ဆင်းရဲကလွယ်လို့တခြားဘာတွေဖြစ်နေတာမှမဟုတ်ဘူးလို့ဘောရဲ့ပေါ်မှာ ုက္ခပဲလို့အမှန်ကန်သိမြင်နားလည်မှုဉာဏ်ပညာကပြိဝေဒအဆင့်ထိထိုးထွင်းပြီးတော့သိတဲ့မြင်တဲ့အဆင့်ထိရောက်သွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ယုံကြည်မှုတည်တုံလို့ရာကြောင်းမရှိတော့ခိုင်းမြဲသွားပြီခုဒီကဓမ္မတို့ဦးဇင်းတို့ရဲ့ယုံကြည်မှုသလားတရားကအကြောင်းမျိုးမျိုးကြောင့်တုံနိုင်သေးတယ်လှုပ်နိုင်သေးတယ်ဘာဖြစ်လို့တော့ဘဝခန္ဓာရဲ့ပုံမှာဒါဟာဒုက္ခသစ္စာပဲလို့ပြိဝေဒဆိုင်အောင်သိတဲ့မြင်တဲ့အဆင့်ထိရောက်အောင်ဉာဏ်ပညာမမြင်သေးလို့ ဒါကြောင့်သတိပဋ္ဌာန်ဘာဝနာတရားကိုပွားများပြီးတော့ဘောဟာဒုက္ခမြတ်တာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုရအောင်ကျွတ်သားသင်တယ်ပေါ့ဒီကတန်းကဘောဟာကဒုက္ခပဲနော်သို့တော်ဒီကတမတို့ဦးဇင်းတို့တွေကတော့ကိုထင်ញင်းလို့ထင်နေကြတာပေါ့ဘောဟာကဒုက္ခပဲသို့တော်ကိုကတော့ထင်ញင်းလို့ကိုထင်နေတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာလဲယုံကြည်မှုရတံမှုကိုတိကျမြင်ရတဲ့ပုံကိုယ်တွေကယုံကြည်မှုကိုအကောင်းဆုံးလက်လာပါဖြစ်တယ် အကောင်းဆုံးစိတ်ထဲမှာရှိနေတဲ့တဲ့အရာဒီလိုကိုဟောတာပြောတာဟုတ်လားဒါကြောင့်ဒီယုံကြည်မှုလေးကိုဒကာတော်တို့အရှင်တို့တန်ဖိုးထားပြီးတော့ရှိပြီးသားရပြီးသားဒီယုံကြည်မှုလေးကဒါကိုဘာလို့ဖို့လို့တော့ခိုင်မြဲအောင်ကြိုးစားဖို့လို့တယ်ယုံကြည်မှုကိုခိုင်မြဲခြင်းနဲ့ဆိုရင်ဉာဏ်ပညာကိုပဲမြင့်တင်ကြရမှာနော်တွားခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိအောင်လို့ကိုကိုယ်တိုင်သိပြီးမြင်ပြီးရှင်လို့ရှိရင်ယုံကြည်မှုကိုဘယ်သူမှမလာပြီးတော့တုံ့လောက်အောင်လုပ်လို့မရဟုတ်လား ဒါကြောင့်ပေးသက်ပေါင်းသူတော်ကတော့ဒုတိယမိကုံးရဲ့အဖြေလေးကိုလည်းပဲဆွဲဆွဲမြဲမြဲနားလည်ဖို့ကြိုးစားရမယ်နော်